တကယ်လို့များ UIC အနေနဲ့ပေါ့နော်အာဆရာမကိုပြန်ပြီးတော့ candidate အဖြစ်ပေါ့နော်ပြန်ပြီးတော့အတိမပြုသေးဘူးဆိုလို့ရှိရင်ဆရာမရဲ့ party ပေါ်မှာဟိုစပေါ်ဒီဆောင်ပါမယ်ဒီခါကျတော့ဆရာမပြချက်ခံရရဲ့ party တက်ကြောင်းမျိုးဒီကဒီနေ့ဒီတော့ဆရာမပြန်တဲ့အမျိုးသားဆရာမမြင်ရပါ ဲ့ဟာတော့မလို့ရှိနိုင်တယ်။အဲ့ဒါကြောင့်ကိုသူကအခုလည်းလို့တော့ဆိုရတယ်နှစ်မျိုးနဲ့သုံးမျိုးနဲ့ပေါင်းထားတာဖြစ်တယ်။အဲ့တော့အဲ့ဒီခါဒီမှာရမယ်။ဆံမအားပေါ့မဲပေါ့နော်အား။ဘောတော့ဆံမနည်းကြီးပုဂ္ဂိုလ်လည်းဖြစ်တယ်။အာဆင်းကြောင့်ဆံမကို support လုပ်မဲ့လူလည်းများနိုင်တယ်။အဲ့ခါကျတော့ဆံမရဲ့နည်းကျော့သွားနိုင်တယ်။အဲ့ပေါ်မှာဆံမ concern ဘလို့ရှိပါလဲရှင်။ NHK ဟုတ်ကဲ့ကျမအခုချိန်ထိကျမပြောနိုင်တာတော့ကျမ UEC ကိုအတနာခံစားတင်ထားတယ် ် UEC ကဒီအတနာခံစားအောင်လက်ခံလားပဲလက်မခံဘူးလားဆိုတာကျွန်တော်ဒီနေ့ထိအကြောင်းမပြန်သေးဘူးဆိုတော့ဟိုဒီညီမမေးတဲ့မေးခွန်းကတော့တကယ်လို့ UEC ကကျွန်မခွင့်မပြုဘူးဆိုရင်ဘယ်လိုပြင်ဆင်ထားလဲပေါ့နော်ဆိုလို့ရှိရင်ကျွန်မဒီပါတီတီထောင်တာလေးကိုကျွန်မပြောချင်ပါတယ်ရှင်ပါတီတီထောင်တော့ရင်ကျွန်မတို့ကပါတီတီထောင်မယ်ဆိုတော့ရင်ကျွန်မတို့ကအဲကျွန်မလူငယ်ပညာတတ်တွေနဲ့ကျွန်မအလုတ်လုတ်ခဲ့ပါတယ် အဲ့ဒါအဓိကဘာလဲဆိုရင်အဖွဲ့အစည်းတစ်ခုမှာအခြေခံကောင်းရမယ်။အုံမြင့်ခံရမယ်။အဲ့ဒါဘာလဲဆိုပါတီရဲ့ဖွဲ့စည်းပုံစည်းမျဉ်းမှာရှင်။ပြီးလို့ရှိရင်ပါတီဖွဲ့စည်းပုံစည်းမျဉ်းကိုကျမတို့နိုင်ငံတကာကဒီမိုကရေစီနိုင်ငံတွေရဲ့ဒီမိုကရေစီပါတီတွေရဲ့ဖွဲ့စည်းပုံစည်းမျဉ်းကိုလိမ့်လာခဲ့တယ်။ဒါလူငယ်ပညာတတ်တွေပေါ့။တို့ကကျွန်တော်တို့ကကျွန်တော်တို့ကျမတို့ကနိုင်ငံရေးတော့မလုပ်ချင်သေးဘူး။မလုပ်ချင်ဘူး။ဒါပေမဲ့ anti-tech ပါတီအစ်စ်ထောင်မယ်ဆိုကျွန်တော်တို့အားပေးမယ်။ ကျွန်တော်တို့ဝိုင်းပုံမဲဆိုပြီးတော့မှသူတို့ဝိုင်းရှာပေးတယ်ဝိုင်းပြီးဖတ်ကြတယ်ပြီးလို့ရှိရင်ပြီးလို့ရှိရင်ကျွန်တော်တို့ပါတီဖွဲ့စည်းပုံစီမင်းကျွန်တော်ရေးခဲ့တယ်ပေါ့နော်အဲရေးခဲ့တော့ရင်ကျွန်တော်တို့ပါတီဒီ programmatic party အနေနဲ့ဖွဲ့စည်းမယ်ဆိုတော့ကျွန်မအမြဲတမ်းပြောရတဲ့ 3P ပေါ့နော်ဆိုတော့ရှင်ပထမ P ကတော့ paternalistic party ဆိုတာ paternalistic party ဆိုတာဟိုဘဟုဦးစီးစနစ်နဲ့တည်ထောင်ထားတဲ့ပါတီကျွန်တော်တို့အဲ့လိုလည်းမတော်ချင်ဘူးနံပါတ်1နံပါတ်2က personalistic party လူတအုပ်ကြောက်တဲ့ကိုအရန်အမိတဟဲပြုတ်ပြီးတော့မှဒီလူမရှိရင်ပါတီမရှိဘူးဆိုတော့ပုံစံမျိုးကိုကျမတို့အဲ့ဒါလည်းကျမတို့မသွားခြင်းဘူး။ဒါနောက်ဆုံးတစ်ခုကနောက်ဆုံး P ကတော့ programmatic party ပေါ့နော်။ဆိုလို့ရှိရင်ကျမတို့ကမူဝါဒနဲ့လုပ်ငန်းလမ်းစဉ်အတိအကျရှိတဲ့ပါတီအနေနဲ့ကျမတို့သွားမယ်။ပြီးလို့ရှိရင်ကျမတို့က collective leadership ပေါ့နော်။ဆိုလို့ရှိရင်စုပေါင်းဥဆောင်ခြင်းနဲ့ကျမတို့သွားမယ်။ဆိုပြီးတော့မှဖွဲ့စည်းပုံကျမတို့ပါတီဖွဲ့စည်းပုံရှင်းပြမှလည်းအဲ့ဒါရေးခဲ့ပါလိမ့်ရှင်။အဲ့ဒါရေးပြီးတော့မှကျမတို့ပါတီကိုစပြီးတော့မှ တီထောင်တယ်ဆိုတဲ့နေရာမှာပါတီတီထောင်တယ်ဆိုတဲ့နေရာမှာနံပါတ်1ပါတီစီမင်းရေးတယ်ပေါ့နော်နံပါတ်2 programmatic party ဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့ပါတီအတွက်ပညာရှင်တွေခန်းကဏ္ဍအရေးကြီးပါတယ်ဒီပါတီဖွဲ့စည်းပုံစီမင်းမှာပဲကျမတို့ရဲ့မူဝါဒတွေမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်တယ်ဆိုတော့မူဝါဒတွေအများအားမှန်တဲ့မူဝါဒတွေကျမတို့ထက်သွင်းရေးဆွဲခဲ့တာဖြစ်ပါချင်း shared responsibility ပေါ့နော်တယောက်တစ်ယောက်တာဝန်ယူတာမဟုတ်ဘဲနဲ့ဒီအဖွဲ့လုံးတစ်ဖွဲ့လုံးပေါ့နော်ဘ ਹੁ လုံးမှုဆောင်အဖွဲ့တစ်ဖွဲ့လုံးကတာဝန်ယူဖို့ တာဝန်ယူတာဝန်ရှိတယ်ဒါအကုန်လုံးသဘောတူပြီးဆုံးဖြတ်ထားတာကျွန်တော်တို့ဒီလိုပုံစံနဲ့ကျွန်တော်တို့သွားတာဖြစ်ပါရှင့်အဲ့ဒါကိုကျွန်တော်က collective leadership လို့ပြောခြင်းပါเนาะအဲ့ဒါဖြစ်ပြီးတော့မှပြီးလို့ရှင့် account ထဲပုံရင်လဲကျွန်တော်တို့ကတဦးတစ်ယောက်တည်းကခိုင်းစေလို့မဟုတ်ဘူးလူတိုင်းကဟိုဟိုပေါ့ခြေခြေနက်နက်နဲ့ဆောင်းဟိုပေါ့ဝိုင်းဆုံးဖြတ်ထားတာဖြစ်တဲ့အတွက်လူတိုင်းက account ထဲပုံဖို့တာဝန်ရှိတယ် collective action ပေါ့ဆိုလို့ရှင့်ကျွန်တော်တို့ကဒီနိုင်ငံရေးပါတီတစ်ခုဆိုတာအများနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းမျိုးဖြစ်တယ်အဲပြီးလို့ရှင့်မူဝါဒနီလန်အဖြစ်ပြည်သူရဲ့ နိုင်ငံအကျိုးပြည်သူအကျိုးဆောင်ရွက်မဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မတို့အနေနဲ့ကျွန်မတို့အနေနဲ့ခုနလိုပေါ့နော် collective action ဆိုတာအရေးကြီးပါတယ်ရှင်တူတူတယောက်တည်းပေါ့မိခိုနေတာမဟုတ်ဘဲနဲ့လူတိုင်းကသူ့အစ်စ်နဲ့သူပေါ့မြို့နယ်ဆိုလည်းမြို့နယ်အစ်စ်ဦးဆောင်နိုင်ရမယ်ခရိုင်ဆိုလည်းခရိုင်တိုင်းဒေသကြီးပြည်နယ်ဆိုလည်းတိုင်းဒေသကြီးပြည်နယ်ပေါ့နော်ဘို့အစ်စ်ဆိုလည်းဘို့ဦးဆောင်နိုင်တာရှိရမယ်ဆိုပြီးတော့မှကျွန်မတို့ပါတီတွင်းမှာအချုပ်ပြောရင်တော့ democratic governance ပေါ့ဒီမိုကရေစီနီးလမ်းကြကျွန်မတို့ အုပ်ချုပ်စီမံတဲ့စနစ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့အောက်ခြေအတန်းနေနားထောင်နေပြီးလို့ရှိရင်ဒီ issue တွေစပွဲပေါ်တင်ပြီးဆွေးနွေးတယ်ဆွေးနွေးပြီးတော့မှအကုန်လုံးဝိုင်းပါပြီးဆုံးဖြတ်တယ်ပြီးလို့ရှိရင်အကုန်လုံးသဘောတူထားတဲ့ကိစ္စဖြစ်တဲ့အတွက်အကုန်လုံးကတက်တက်ကြွကြွအကောင့်ထဲပေါ်တယ်ဆိုတော့ပုံစံနဲ့ကျမတို့တေးတော့ကလည်းတေးတဲ့အလျောက်အခုကြီးလာတော့လည်းကြီးလာတဲ့အလျောက်ကျမတို့ဒီလိုအကောင့်ထဲပေါ်တဲ့အတွက်ကြောင့်မလို့အဲကျမတို့ပါတီကဒီလိုဖြစ်နေတဲ့အတွက်ကြောင့်မလို့ အပုပ်ကိုခြင်းရဟိုပါပေါ့နော်ပုတ်တိုက်မှုလေးတွေရှိပါတယ်လူဆိုတာလူရှင့်ပြဿနာရှိတာပဲသို့တော်လည်းကျမတို့ဒီပါတီမူဝါဒမူဟိုမူပေါင်ကြီးတန်းမှာလူတိုင်းလူတိုင်းကယုံယုံချီချီနဲ့စီစီလုံးလုံးနဲ့ပါဝင်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမမပါခဲ့လို့ရှိရင်ပေါ့နော်အဲဆိုလို့ရှိရင်ကျမဒီပါတီဥက္ကဋ္ဌအနေနဲ့ဆက်ရှိနေတယ်ကျမဟိုပါပေါ့နော်ဒီ2025ခုနှစ်ဇန်နဝါရီတရက်နေ့တုန်းကရင်ကျမ ဒီဝန်ကြီးဌာနကနေအားယူပြီးကျွန်မအိမ်ပြန်ရောက်တဲ့အချိန်တုန်းကနေစပြီးကျွန်မပါတီကိစ္စပဲဆောင်ရွက်နေတာဖြစ်ပါလိမ့်ရှင်ဆိုလို့ရှိရင်ပါတီကိုဥဆောင်မှုအားဖြင့်စနစ်အားဖြင့်အဲကျမဟိုကျမပါဝင်နေပါတယ်နောက်တစ်ခုကတော့ဒီလိုမီဒီယာတွေနဲ့တွေ့ဆုံပြီးပြောဆိုခြင်းအပြင်ပါတီ branding ပေါ့နော်အစသဖြင့်ဒါတွေကျမတို့ဆောင်ကျမအနေနဲ့ဆောင်ရွက်နေပါတယ်ရှင်